တော့ကိုကျော်ကြီးအောက်မှာလာလာမန်းညားတယ်ခမ ्या ကိုလေးစားမှုတွေကြောက်ကုန်နေမယ်ဒီစကားတွေပဲမပြောပါနဲ့လို့နော်ကိုကျော်ကြီးခမ ्या ပြောတာမှားနေတယ်လာပြီးတော့မန်းတယ်โอเคမှားရင်ပြောအိုပန်ဖွင့်မိထားတယ်ကိုကျော်ကြီးကနှုတ်ရဲကဘသူ့ကိုမဆို welcome ကိုကျော်ကြီးမှားတဲ့စကားကဘယ်စကားကဘသူ့ကိုစော်ကားတယ်ပြောထောက်ပြဝေးပန်အကုန်လုံးလက်ခံပြီးတယ်ဆိုတော့ပြည်တနာကဘာလဲလို့မေးလို့ရှိရင်အဲ့ဒီလိုလာပြောနိုင်တယ်လို့တစုံတစ်ယောက်မှမရှိဘူးဘယ်စကားကတော့ ဘယ်ဘာသာကြီးကိုဂုံးတိုက်ပါတယ်လို့ပြောတဲ့သူတယောက်မှမရှိဘူးခမရကဘာသာကြီးဂုံးတိုက်တယ်ဟုတ်ပြီပြောဘယ်စကားကဂုံးတိုက်တယ်ဆိုတော့ပြောဆိုတော့ပြည်တနာကလीခမရတို့ယင်ထဲမှာရှိနေတဲ့အငုံစိတ်ကြီးမတူတဲ့အရာတွေကိုလက်ခံနိုင်တဲ့ဆွမ်းအားတတ်ပြီးခမားတို့မှမရှိတာခမားတို့ကမတူလာကိုယောက်ျားနဲ့မိန်းမမတူလာပဲလက်ခံတယ်ကျန်တာကိုလက်မခံဘူးအဲ့ဒီအငုံစိတ်တွေကပြဿနာစတတ်တာလောကကြီးမှာမတူကွဲပြားမှုတွေကိုလက်ခံရမယ်ဆိုတဲ့စကားကိုခမားတို့ဗဇက်ကပဲပြောတာပြောတော့ဒီမိုကရေစီတွေဘာမှဘာမိုကရေစီတွေရှောက်ပြောနေတာ မတူ क्वे ပြတဲ့သဘောတရားတစ်ခုကိုလက်ခံနိုင်တဲ့အသိဉာဏ်စွာခမားတို့မှမရှိတာအဲ့ဒါကိုပဲတက်တက်မြင်အောင်ပြနေတာဟုတ်လားအဲ့ဒီကြတဲ့တချို့တွေကလာပြီးတော့မန်းတယ်ခမားပြောတဲ့စကားကဘယ်ဆရာတော်ကြီးကဘလို့ပြောထားတယ်ဆိုတမ်းပြီးဘန်းပလိုက်တာအရင်တော့ဆိုရင်တော့ပြောတယ်ငါ့ကိုဒီစကားမျိုးလာမပြောနဲ့ဒီစကားကယုံညံ့တဲ့အောက်တန်းစားစကားဖြစ်တယ်ဘုန်းကြီးတွေနဲ့လာကုန်းမတိုင်နဲ့ မင်းမကျင့်တတ်ဘူးဆိုရင်အယူဝါဒဒီအယူဝါဒကဒီလိုရှိနေတယ်ခမားပြောတာမှားတယ်လို့လာပြောအယူဝါဒချင်းရှင်ပြိုင်လို့ရတယ်ဘယ်ဖုန်းကြီးပြောတဲ့စကားပါဆိုယူလာတယ်အဲ့ဒါအောက်တန်းစားစိတ်တက်ဂုံးတိုက်တဲ့စိတ်တက်ဒီစကားဟိုတဲ့ဟိုစကားဒီတဲ့အဲ့ဒါဂုံးတိုက်တာပဲဟုတ်လားမြတ်စွာဘုရားကတဲ့တဲ့ဟောထားတာပါဠိတော်မူရင်းထဲမှာဒီစကားကဟိုတဲ့တဲ့ဟိုစကားဒီဒီတဲ့တဲ့ရန်တိုက်တယ်ကွဲပြားကြောင်လုပ်တယ်ဆိုအဲ့ဒါဂုံးတိုက်တဲ့စကားတွေအဲ့ဒါရုံညက်တဲ့အောက်တန်းစားစကားတွေမြတ်စွာဘုရားတခါတည်းဟောထားတာ တို့ဒီဘာသာရေးတွေပြောတဲ့ကစပြီးကြင်ညာတဲ့ခဏခဏလည်းပြောတယ်ကိုကျော်ကြီးပြောတဲ့စကားကဘသူနဲ့မှတူစရာအကြောင်းမရှိဘူးပါဠိတော်မူရင်းနဲ့တူရင်ရပြီပါဠိတော်မူရင်းပုံမှာတစ္ဆာဖောက်ပြီးမပြောဘူးအဲ့တော့ကိုကျော်ကြီးခမ ्या ကိုကျုပ်တို့ကဒီလိုပြောနေလို့ရှိရင်လေးစားမှုတွေညော့သွားမယ်လို့ခမ ्या ကိုမလေးစားတော့ဘသူအလေးစားမှောက်မခံချင်လို့ငကိုတဲ့က messenger မှာတော့စကားမပြောဖုန်းနံပါတ်တောင်းရင်မပေးဘူးကြည့်ရသားသားရှိတယ်မလားဘသူနဲ့မှအယောတဝင်မနေဘူး လမ်းမှာတွေ့လို့နှုတ်ဆက်ရင်တလေးတစားနှုတ်ဆက်ပြီးတယ်တလေးတစားမိတ်ဆက်တယ်ရပြီတော်ပြီပြီးပြီသူ့လမ်းသူ့လျှောက်ကိုလမ်းကိုလျှောက်ဘသူရှိရမှာဘာတခုမှအလူမခံခဲ့ဘူးလာပေးလည်းမယူဘူးလေးလာမြောင်းပေးလည်းမလုပ်ဘူးဟုတ်လားခမရိုးရင်ထဲမှာရှိနေတဲ့အငုံစိတ်တွေပျောက်သွားပြီးတော့လောကငိမ့်ညမ်းကြအောင်ပဲကိုကျော်ကြီးကဒီဇိုင်းမတ်မတ်လုပ်တယ်ကိုကျော်ကြီးပြောတဲ့ဇာတ်ကားတွေကပါဠိတော်မူရင်းနဲ့ပဲတူဖို့လိုတယ်တချို့တွေကိုအကောင့်တူတွေကိုဘန်းပြစ်တာကြီး တချို့အကောင့်စစ်ပါဘန်းပြတယ်အဲ့လိုဘယ်ဆရာတော်ကြီးကပြောတယ်ပြောတာတန်းဘန်းမလိုက်တာအကောင့်စစ်ကြီးဘာလို့ဆိုရုံညံ့တဲ့အောက်တန်းစားစကားကြီးလာပြောနေတာမိမိရဲ့အသိဉာဏ်လည်းမဟုတ်ဘူးမိမိကိုယ်ပိုင်သိထားတဲ့အသိဉာဏ်လည်းမဟုတ်ဘူးပါဠိတော်မူရင်းစကားကိုအကိုကားလည်းမပြုတ်ဘူးအဲ့ဒီအတွက်အောက်တန်းစားစကားလို့တတ်မှတ်တာဖြစ်ချင်းတန်းဘန်းမလိုက်တာသူကသူဘာကောင်ဖြစ်နေဖြစ်နေဘုံကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်မရောအကုန်ဘန်းနေဟုတ်လားဒီကံကလောကကြီးကိုအရေးအသွေးမြင်မာလာစေခြင်းအသိဉာဏ်ပေါ်တိုက်မှုကြီးလိုအပ်တယ် အယူအဆပုတ်တိုင်မှုတွေလိုအပ်တယ်အဲ့ဒီကနေအသိဉာဏ်အလင်းတန်းတွေထွက်လာအောင်ဒါကိုပဲလိုအပ်တာပြဿနာကပုတ်တိုင်နိုင်တဲ့ဆွမ်းအားကမရှိဘူးပုတ်တိုင်နိုင်တဲ့ဆွမ်းလန်ဆွမ်းအားရှိတဲ့အစ္စလမ်ကလေးအလွန်တမ်းမှယဉ်ကျေးတဲ့အစ္စလမ်ကလေးတယောက်ကလည်းသူ့ကိုမနှဲဆွဲတင်နေရတယ်သူနဲ့ပုတ်တိုင်ဖို့တည်းသူ့ကိုမနှဲပြန်ဆွဲတင်နေရတယ်အဲ့တော့ကိုယ်ကိုလာပြီးပုတ်တိုင်မဲ့အရာမရှိဘဲနဲ့ဒီရုံညံ့တဲ့အောက်တန်းစားစကားတွေနဲ့တိုက်ခိုက်တဲ့အုပ်စုတစုပဲရှိနေတဲ့ခါကျတော့စိတ်ပြက်လာတယ်ကြာတော့ခင်ဗျားတို့ကိုအရေးသွေးမြင်မှားစေချင်တာ အရေးသွင်းမြင်မာတဲ့လူလောကကြီးတစ်ခုဖြစ်လာလို့ရှိရင်လောကကြီးတာယာငိမ့်ညံ့သွားတယ်အဲ့ဒီအငုံစိတ်တွေနဲ့ယုံညံ့တာမတူတာတွေကိုတူတယ်တူတယ်အတင်းတူကျင်နေတဲ့ယောဂါကအဲ့ဒါစိတ်ယောဂါကြီးအဲ့ဒီစိတ်ယောဂါကိုမကုမချင်ခင်ဗျားတို့ဘာသာရေးပြိပခလူမျိုးရေးပြိပခဘလောက်ငိမ့်ညံ့အောင်လုပ်လို့မငိမ့်ညံ့အောင်ဘာဖြစ်လို့ဆိုခင်ဗျားတို့အငုံစိတ်ကရှိကိုရှိနေတာအဲ့ဒီအငုံစိတ်ကပေါ်တိုက်မိတာနဲ့ဓာတ်ကင်ဒုတ်ကင်တွေဖြစ်လာတာအဲ့ဒီအငုံစိတ်မရှိတော့ရှင်ခင်ဗျားတို့ဓာတ်ကင်ဒုတ်ကင်မဖြစ်ဘူးနားလေလား ဓာတ်ကင်ထုတ်ကင်ဖြစ်ရခြင်းအကြောင်းရင်းအငုံသက်ရှိနေလို့ဖြစ်တာလောကကြီးထဲမှာမတူလာတွေကိုမတူတဲ့အတိုင်းလက်ခံနိုင်တဲ့ဆွမ်းအတ္တိမိမိမှာမွေးထားမှာဟုတ်တယ်မတူဘူးငါလန်းကရှောက်မယ်မြတ်စွာဘုရားလက်ထက်တော်အခါကပရပိုက်တရားပရိဘိုတွေကသူတို့လန်းသူတို့ယုံကြည်ရသူတို့ကမ္မထမ်းနေသူတို့ဏီသူတို့ဟန်နေနဲ့လုံနေကြတာအများကြီးပဲမြတ်စွာဘုရားကိုလေးစားတယ်မြတ်စွာဘုရားလာတာကိုလှမ်းမြင်လိုက်တဲ့ဆိုရင်တချို့เจ้าကြီးကပရပိုက်เจ้าကြီးကဘာလုပ်လဲ အရှင်တို့တိတ်တိတ်နေကြမြတ်စွာဘုရားကငြိမ်သက်ခြင်းကိုအရင်ရမ်းမြန်လို့တယ်အကယ်၍မြန်ဒီယဟန်ဂေါရမကငါတို့ရှိဝင်လာခဲ့လို့ရှိရင်ငါတို့တရားစကားတစ်ခုတော့နာကြားရလိမ့်မယ်အဲ့ဒီအတွက်ငါတို့တိတ်တိတ်ကလေးနေကြပါနေရာထိုင်ခင်းပြင်လာတယ်ဆိုဘလောက်ချစ်စရာကောင်းလဲနော်မျက်စိမဒေတာရဲ့ချစ်စရာကောင်းတဲ့ဒလီဒီဇိုင်းဇိုင်းတစ်ခုကိုပြောပြတာဘာသာအယူဝါဒလည်းမတူဘူးဗုဒ္ဓဘုံမှာ respect ထားတယ်ဗုဒ္ဓရှိမှကောင်းမွန်တဲ့စကားတွေတရားတွေရှိတယ်ဆိုတာသိတယ် ဒါပေမဲ့ဗုဒ္ဓကိုလက်မခံအယူဝါဒအရာလက်မခံသူတို့အယူဝါဒကိုသူတို့မစွန့်လို့စုတ်ကင်လာတယ်ဗုဒ္ဓရှိရာတရားစကားကြီးနာကြခြင်းလေမြတ်စွာဘုရားကနာတယ်အဲ့ဒါမျိုးဆိုရင်ဒီပုဂ္ဂိုလ်ကြီးကိုကောင်းကျိုးချမ်းသာရှိဖို့စကားကိုပြောတယ်အယူဝါဒတွေကိုမြတ်စွာဘုရားကမင်းတို့ကဒီအယူဝါဒရှိတယ်ဆိုရင်ဒီအယူဝါဒကဒီအကြောင်းကြောင့်လည်းမဟုတ်ဘူးဒီအကျိုးကြောင့်လည်းမဟုတ်ဘူးလက်ခံတယ်ပညာရှိတဲ့လူတွေလက်ခံတယ်ငြိမ်ငြိမ်ဝုတ်ဝုတ်ကလေး အဲ့တော့မြတ်စွာဘုရားသာသနာတဲကိုရောက်လာတဲ့ပုံကူတွေလည်းရှိတယ်မရောက်လာတဲ့ပုံကူတွေလည်းရှိတယ်မရောက်လာတဲ့မြတ်စွာဘုရားကိုလေးစားတယ်သူတို့အယူအဆတော့သူတို့မဆွတ်ထွက်နိုင်ဘူးမတူတာကိုမတူတဲ့အတိုင်းလက်ခံနိုင်တဲ့စွမ်းအားတက်ဒီကအဲ့ဒီမြစည်းမဒေတာမှာလွန်ခဲ့သော2600ဝန်းကျင်ကရှိတယ်ယနေ့ဘာသာရေးခေါင်းဆောင်လို့ပြောတဲ့ဘာသာရေးသမားတွေလို့ပြောနေတဲ့လူတွေကမတူတာကိုလက်ခံနိုင်တဲ့အသိဉာဏ်စွမ်းအားမရှိဘူးအတင်းတူတဲ့အောင်လိုက်ပြောတယ်အဲ့ဒါရုံညံ့တဲ့အောက်တန်းစားစကားတွေမုဒဝါဒတွေ မတူတာကိုမတူဘူးလို့လက်ခံနိုင်တဲ့အစွမ်းအားတက်သည့်ရှိရတယ်။နားလေလား။ကိုလန်းကိုလျှောက်ကိုကြိုက်တာကိုလျှောက်ဆွန့်လို့လည်းစရာအကြောင်းမရှိဘူး။ကိုကျော်ကြီးပြောနေတာတည်းဒီမိမိတို့အယူဝါဒကိုချိုးနှိမ်တာမိမိတို့ယူလာတဲ့အယူအဆရုံညံ့တဲ့စကားတွေပြောနေတာဆိုရင်လာပြော။ဟုတ်လား။ဘယ်ဘာသာကရုံညံ့တယ်ဘယ်ဘာသာကအောက်တန်းစားဆန်တယ်။ကိုကျော်ကြီးပါဇက်ကထွက်ပြီးပြောထားတယ်ရှင်လာပြ။ဘယ်ဘာသာကမှမပုတ်ခတ်မတိုက်ခတ်ဘူး။မတူလာကိုမတူတဲ့အကြောင်းတက်တက်တင်ပြတာ။ မတူတာကိုလက်ခံနိုင်တဲ့အသိဉာဏ်စွမ်းအားမရှိသမျှကာလပတ်လို့ဘာသာရေးပဋိပက္ခလူမျိုးရေးပဋိပက္ခကဘယ်တော့မှမငြိမ်းဘူးအငုံစိတ်ကြောင့်ဓာတ်ကန်ထုတ်ကန်ဖြစ်လာအဲ့ဒီအငုံစိတ်ကိုအလုံးဖြောက်ရမှာဘာသာဘောင်းဆောင်ကဖြောက်ရမှာလူမျိုးဘောင်းဆောင်ကဖြောက်ရမှာအဲ့ဒီကဖြောက်ရေးအတွက်ပဲဒီဇိုင်းမှတ်မှတ်ပြောနေတာအဲ့တော့လာလိုက်တဲ့အငုံစိတ်တွေကြီးပဲဆိုကြာလာတော့စိတ်ပြက်လာတယ်အဲ့တော့အကောင့်တူတွေကိုဗန်လိုက်တဲ့ခါကျတော့အကောင့်စစ်တွေနဲ့လာတော့လေအဲ့ဒီအကောင့်စစ်တွေကအငုံစိတ်တွေကြီးပဲမနေ့ကဟိန်းတို့တယောက် လာပြီးပြောတယ်ဟုတ်ပါတယ်ကိုကျော်ကြီးတဲ့မထူဘူးတဲ့မတူလာပေမဲ့ဒါပေမဲ့ဗျာဆိုဒါပေမဲ့ဗျာဆိုရင်ငါပြောတဲ့စကားထဲမှာမိဟိန်လူဝါရကိုစော်ကားတာပုတ်ခတ်တာဘာပါတယ်လဲပြောဆိုလို့လေအိတ်သွားဟုတ်လားဘယ်အရာကိုစော်ကားထားတယ်ပုတ်ခတ်ထားတယ်မင်းတို့ကမတူလာတယ်ကိုအတင်းတူချင်နေတာမတူလာဘူးမတူတဲ့အတိုင်းလက်ခံနိုင်တဲ့စွမ်းအားတက်သည့်ဉာဏ်ရှိဖို့ပဲလိုအပ်တယ်ကျန်တာမလိုအပ်ဘူးအဲ့ဆိုလောကငြိမ်းချမ်းသွားလိမ့်မယ်